ားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလီဝသားနဲ့ဇလာပီရာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အော်တိုဝါလာ21ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီဝသားခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလီဝသားအနေနဲ့မိုးသီးထန်စွာရောက်သွင်းခြင်းကြောင့်ဖြစ်ပေါ်လာမဲ့မြေကြီးချင်းအန်ဒီရ3ပေးချက်များနဲ့ဖြစ်ပေါ်နေတဲ့မုန်တိုင်းအရှိန်ကြောင့်မိုးကြီးနိုင်တဲ့ဒေသများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ပထမဆုံးအနေနဲ့ မောတိထန်စွာရာသွင်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့မြေရေရှမ်းခြင်းအခြေအနေသတိပေးချက်များနဲ့မြေရေချိန်များကိုပြောပြပေးသောမှာဖြစ်ပါရခင်ဗျာယနေ့21ရက်ဆယ်လ2025ရက်နေ့နာနေ6နာရီခွဲချိန်တိုင်းထွာကြရာမြေရေအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနားမြေရာမနေ့ကညနေကနေ12နာရီတွင်နှစ်လက်မကထက်ကြသွားပါတယ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့25.8ဒီဂရီဆယ်စီယံနဲ့ယနေ့အနည်းဆုံးပူချိန်ကတော့15.2ဒီဂရီဆယ်စီယံတူပဲဖြစ်ပါရခင်ဗျာမြေကြီးနားမြေရာစိုးရိမ်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်850စင်တီမီတာ 28ဘီခွဲကျော်ကန်အလိုမှာရောက်ရှိနေပါတယ်။မြေအတက်ကြပုံမှန်နေထားကန်မှာရှိဒီပါပဲ။ထူးကန်မြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ ERI မြေထက်ပိုင်းမှာမိုးအားအနည်းငယ်ရှိနေပါမယ်။ရံဖန်ရံက ERI မြေထက်ပိုင်းမှာနေရာကွက်၍မိုးသည်ထန်စွာရာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြီးစင်းနေရာမှာပြန်တက်လာခြင်းအခြေအနေဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။သခိုင်းတိုင်းဒေသကြီးထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ ERI မြေထက်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးဒေတောင်ပြတ်ထွက်မှုအားအနည်းငယ်ရှိနေပါတယ်။ ။အရာရီမြို့တချောင်းနဲ့ချင်းတွင်းမြို့တချောင်းမြေကမ်းနီးမြေနိတ်ဒေသများနဲ့မြေနုကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများအရာရီမြကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင့်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။မုံရမြို့မြေဟာမနေ့ကညနေကနေ၁၂နာရီတွင်ငါးလက်မကန်ထက်ကြတော့ပါတယ်။ကျွန်းမြေအတက်ကြပုံမှန်နေထားကံမှာရှိနေပါတယ်ထုကဲမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ ခန်နီဟ ோம் လင်းဖောင်းပြင်မော်လိုက်ကလေးဝမင်းငင်းကန်နီနဲ့မုံရွာမျိုးတွေရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဆက်လက်ပြီး ARR မြေကြီးအခြေအနေကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ဗမော်ရွှေကူကတာထီးချိုက်တပိတ်ကျင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူညောင်ဦး6မင်းဘူးမကွေအောင်လန်ပြည်နဲ့စိတ်တာမျိုးတွေရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဟင်္ဒရာမျိုးမြေကြီးတက်ကြမရှိရက်တက်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ဇလုံးမျိုးမြေကြီးတက်ကြမရှိရက်တက်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ ဧရာဝတီမြေတက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာဆက်လက်ပြီးမိုးစလမှာထုတ်ပြန်ထားတဲ့မုန်တိုင်းနဲ့ပတ်သက်တဲ့ထူးခြားမိုးလေဝသအခြေအနေများကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရတောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဖန်ရှင်ဟာအနောက်ဘက်သို့ရွေ့ရှားခဲ့ပြီးထုံးမတဆင့်အနောက်ဘက်သို့ဆက်လက်ရွေ့ရှားလာနိုင်ကပုံမိုးအကောင်းလာပြီး နောက်ဆက်နှစ်နိုင်တွင်အကောင်းသောအပူပိုင်းမုန်တိုင်းဖန်ရှန်အဖြစ်သို့ရောက်ရှိနိုင်မယ်လို့ခန့်မှန်းရပါတယ်။ဆက်လက်ပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဘင်္ဂလားပင်လယ်ော်အခြေအနေကတော့ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ဂျန်ဘင်္ဂလားပင်လယ်ော်တို့မှာတိမ်အသစ်နဲ့မှအတိမ်ထူထပ်နေပါတယ်။ဒီကနေ့မိုးတက်ချိန်ထိခံမှန်းချက်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာအနှံ့ပြား နေပြီးတော့ ARD တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာစိတ်စိတ်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်မိုးပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာပြီးနေပြည်တော်မှာနေရာကွက်ရီမိုးကြီးနိုင်ပါတယ်ရွာရရာနှုတ်ပြဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခံမှန်းချက်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ နေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ထုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ထုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ထုံရွာပါမယ်။ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ထုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ထုံရွာပါမယ်။ဟုံးလင်းမြို့မှာနေရာကွက်ကြားမိုးထစ်ထုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ထုံရွာပါမယ်။ပသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ထုံရွာပါမယ်။တဝယ်မြို့မှာနေရာကွက်ကြားမိုးထစ်ထုံရွာပါမယ်။မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ထုံရွာပါမယ်။လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ထုံရွာပါမယ်။ဖမ်းမြို့မှာနေရာကွက်ကြားမိုးထစ်ထုံရွာပါမယ်။ အခမြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။စစ်တွေမြို့မှာတိမ်အထင်းထင်းပြန့်ထွန်းပြီးမိုးထချုံရဲ့နေရာကွက်ကြားမိုးနှဲငယ်ရွာနိုင်ပါတယ်။လာရှုံမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်ခင်ဗျာ။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြီးတော့ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတဲ့နေရှိပါမယ်လှိုင်းမြမမြမကန်ရုံးနဲ့တစ်လျှောက်နဲ့ကန်လုံးပင်လယ်ပြင်တို့မှာ၄ဘီမှ9ဘီခန့်ရှိနိုင်ပါတယ်နောက်နေ့အတွက်ခံမှန်းချက်ကတော့ နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးပူလာနိုင်ပါတယ်နေပြည်တော်နဲ့နေအတွက်အတွက်မနေ့ဖြတ်မနေ့ထိကမန်းချက်ကတော့မိုးတစ်ချိန်တစ်ချိန်ထစ်ချုံရောပါမယ်ရွာရံရာနှုန်းပြည့်ဖြစ်ပါတယ်ရန်ကုန်မြို့နယ်နေအတွက်အတွက်မနေ့ဖြတ်မိုးတစ်ချိန်ထိကမန်းချက်ကတော့နေရာကွက်ကြားမိုးတစ်ချုံရောပါမယ်ရွာရံရာနှုန်း80ဖြစ်ပါတယ်မန္တလေးမြို့နယ်နေအတွက်အတွက်မနေ့ဖြတ်မိုးတစ်ချိန်ထိကမန်းချက်ကတော့နေရာကွက်ကြားမိုးတစ်ချုံရောပါမယ်ရွာရံရာနှုန်းပြည့်ဖြစ်ပါတယ် နောက်ဆုံးအနေနဲ့ရန်ကုန်တိုင်းဒေသကြီးအတွင်းအော်တိုဘားလ22ရက်နေ့မှအော်တိုဘားလ26ရက်နေ့အထိမိုးလေဝသအခြေအနေများကိုပြောပြပေးသွားမှာဖြစ်ပါရခင်ဗျာတောင်တရုတ်ပင်လယ်နဲ့ဘင်္ဂလားပင်လယ်ဟောအခြေအနေတောင်တရုတ်ပင်လယ်မှာတော့တောင်တရုတ်ပင်လယ်သို့ဝေရောက်လာတဲ့အပူပိုင်းမုန်တိုင်းဖန်ရှန်ဟာနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားပြီးအော်တိုဘားလ20ရက်နေ့ညမှာအကောင်းသောအပူပိုင်းမုန်တိုင်းဖြစ်သူ၎င်းဒီကနေ့အော်တိုဘားလ21ရက်နေ့မနက်ပိုင်းမှာတိုက်ဖုန်းမုန်တိုင်းဖြစ်သူ၎င်းတဆင်ပြီးတဆင်အကောင်းလာနိုင်ပါတယ်မုန်တိုင်းဖန်ရှန်ဟာ အော်တိုဘာလ22ရက်နေ့ညမှာဗီယက်နမ်နိုင်ငံဒါနန်မြို့ရဲ့အရှိဘက်မိုင်160ခန်းမှာအပူပိုင်းမုန်တိုင်းအဖြစ်သို့အားရောက်သွားပြီးဗီယက်နမ်နိုင်ငံအလဲပိုင်းကမ်းခြေကိုဒါနန်မြို့တောင်ဘက်မိုင်80ခန်းမှာဖျက်ကျော်ဝေရောက်ပြီးနောက်မုန်တိုင်းကျွန်းကျန်လေဝေလိုင်းများဟာကမ်ဘောဒီးယားနိုင်ငံမြောက်ပိုင်းထိရွေ့ရှားလာနိုင်မှာဖြစ်ကြောင်းကြိုတင်ခန့်မှန်းချက်များအရသိရပါတယ်။ပင်လယ်ပင်လယ်အော်အခြေအနေကတော့အော်တိုဘာလ19ရက်နေ့မှာပင်လယ်ပင်လယ်အော်နဲ့ကပလီပင်လယ်တောင်ပိုင်းအထက်အမြင့်ပင်9000ခန်းမှာဖြစ်ပေါ်နေတဲ့လေဝေလိုင်းဟာပုံမအကောင်းလာပြီး ဘင်္ဂလားပင်လယ်ော်ရှေ့တောင်ပိုင်းမှာလေပြင်းနဲ့ရေဝန်အဖြစ်သို့၎င်း48ရက်အတွင်းအနောက်နောင်မြောင်းဘက်သို့ဆက်လက်ရွေ့ရှားပြီးအကောင်းသောလေပြင်းနဲ့ရေဝန်အဖြစ်သို့၎င်းရောက်ရှိလာနိုင်ပါသည်။မြန်မာနိုင်ငံဘက်ကတက်ရောက်မှုအခြေအနေများကတော့တောင်တရုတ်ပင်လယ်ပြင်မှာမုန်တိုင်းဖန်ရှန်ရဲ့အကျဉ်းကြံများနဲ့ဘင်္ဂလားပင်လယ်ော်မှာဖြစ်ပေါ်လာမဲ့အကောင်းသောလေပြင်းနဲ့ရေဝန်တို့ရဲ့တက်ရောက်မှုတွေကြောင့်နောက်လာမဲ့9ရက်အောက်တိုဘာလ22ရက်နေ့မှ26ရက်အတွင်းတနင်္လာနေ့တိုင်းဒေသကြီးမိုးပြင်းနယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးအထစ်တင်ရွာသွန်းနိုင်ပြီး တနင်္လာနေ့တိုင်းမှာ9ရက်တွင်းမိုးရေချိန်9.3လက်မနဲ့8.9လက်မမိုးပြင်းနယ်မှာ9ရက်တွင်းမိုးရေချိန်6.3လက်မမှ9.9လက်မရခိုင်ပြည်နယ်မှာ9ရက်တွင်းမိုးရေချိန်9.3လက်မမှ9.3လက်မအထိရွာသွန်းရရှိနိုင်ပါတယ်။မကွေးတိုင်းနယ်နေပြည်တော်ဧရိယာအတွင်းမှာတော့9ရက်တွင်းမိုးရေချိန်1.6လက်မမှ1.8လက်မအထိမိုးအနှဲငယ်သာရွာသွန်းရရှိနိုင်ပါမယ်။ အချုပ်အားဖြင့်ယခုရသက်တပတ်အတွင်းမှာမုံတိုင်းလီဘီယားနဲ့ယမန်တို့ရဲ့တက်ရောက်နိုင်မဲ့အခြေအနေမများနိုင်ပါဘူး။မိုးထချုံရွာပြီးမိုးသက်ထန်နိုင်တဲ့ area များရှိတော့လဲအချိန်မကြာနိုင်ပါဘူး။မိုးရေချိန်များနိုင်မှာမဟုတ်ပါဘူး။နေရာကွက်ရဲ့ခက်တမိုးသက်ထန်စွာရွာသွန်းတဲ့အခြေအနေရုတ်တရက်လေပြင်းတိုက်ခိုက်နိုင်တဲ့အခြေအနေများကိုတော့မပြတ်သတိထားရမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းခုနှစ်အတွင်းမိုးရွာသွန်းရရှိနိုင်မဲ့ခံမှန်းချက်မှာမြို့နယ်အလုံးရဲ့ခုနှစ်ရဲ့ဖြမ်းမြမိုးရေချိန်6.4မီလီမီတာ 3.3လက်မခန့်သာရှိနိုင်ပြီးမိုးနှဲနေနိုင်ပါတယ်။အော်တိုဝါလာ29ရက်နေ့အထိနေ့အပူချိန်များအနည်းငယ်မြင့်တက်လာနိုင်ပါတယ်။ရန်ကုန်မြောက်ပိုင်းမှာမြို့နယ်ခံများဖြစ်တဲ့ထန်းတပင်လှဲကူမှော်ပြီးတိုက်ကြီးမင်္ဂလာတုံမြို့နယ်များမှာ9ရက်အတွင်းမိုးရေချိန်3.3လက်မခန့်နဲ့တောင်ပိုင်းမှာမြို့နယ်ခရိုင်များနဲ့ရန်ကုန်မြို့တွင်းမှာမြို့နယ်အများစုမှာ9ရက်အတွင်းရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်ကတော့3.3လက်မခန့်သာရှိနိုင်ပြီးမိုးအလွန်နှဲနေနိုင်ပါတယ်။ အော်တိုဝါလာလာကုံရံများဖြစ်တဲ့29 30 31နဲ့နိုဝင်ဘာလဇန်ပိုင်းတွေမှာမိုးအနှဲငယ်ပြန်ရွာနိုင်ပါတယ်အပူချိန်လေးတိုင်းတုံးလေတုစုတိုင်းစပင်လယ်ပြင်အခြေအနေနဲ့လေတုညဉ့်ဉျားမှုအခြေအနေများကတော့ရန်ကုန်မြို့ရဲ့အမြင့်ဆုံးနေ့အပူချိန်ကတော့33ဒီဂရီဆယ်စီယပ်နဲ့အနှိမ်ဆုံးညအပူချိန်ကတော့26ဒီဂရီဆယ်စီယပ်ရှိနေပြီးအော်တိုဝါလာ19ရက်20ရက်21ရက်နေ့မှာခန်းစားရမယ့်အပူချိန်ကတော့39ဒီဂရီဆယ်စီယပ်မှ40ဒီဂရီဆယ်စီယပ်အထိရှိနိုင်ပါတယ် ယခုတစ်ပတ်အတွင်းအရှိန်နဲ့အရှိတောင်ဘက်ရက်မှလေတိုင်နှုန်းဟာတနအယူ10မိုင်မှ15မိုင်ခန့်ရှိနိုင်ပြီးရန်ကုန်မြို့ဝကန်းနီပင်လယ်ပြင်မှာလှိုင်းအမြင့်ဆုံး2ပေခန့်ရှိနိုင်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းနေ့လယ်နေ့ခင်းအချိန်များမှာလေတုဆိုတိုင်းသာ80ရာခိုင်နှုန်းခန့်ရှိနိုင်ပြီးနံနက်အစောပိုင်းနဲ့ညပိုင်းအချိန်တွေမှာတော့လေတုဆိုတိုင်းသာ95ရာခိုင်နှုန်းထိရှိနိုင်ပါတယ်။ယခုတစ်ပတ်အတွင်းရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင်များမှာအော်တိုဘားလ21ရက်နေ့ညနေပိုင်းနဲ့ညပိုင်းအချိန်တွေမှာလေထုညင်ချမ်းမှုအညွှန်းကိန်းအမြင့်ဆုံး AQI လည်းပဲတရားအထက်မှာရှိနိုင်ပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးချုပ်တဲ့သူများအတွက်တတိထားရမယ့် AQI ညွှန်ကိန်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျန်းမာရွှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါဦးခင်ဗျာ